မင်္ဂလာပါအခုချိန်ကစပြီးတော့မေလ23ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ငလင်းကဲစဲရေးနဲ့ပြန်လဲထူထောင်ရေးအတွက်အပြစ်ရက်ကာလကိုတလထတ်တိုးထားတဲ့စစ်ကောင်စီတပ်ဟာနိုင်ငံတဝမ်းမှာလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုဆက်တိုက်လှုပ်နေပါတယ်။မေလ23ရက်နေ့ဒီနေ့မှာပဲဒီရခိုင်ပြည်မှာရှိတဲ့ရသေးတောင်နဲ့ကြောက်ဖြူမြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ကြောက်ဖြူမြို့နယ်တဲကလက်ခမော်ရွာကိုဒီကနေ့မနက်အစောကြီးဒီ၄နာရီလောက်မှာဘုံကျဲခဲလို့ရွာကဖုန်ကြီးကြောင်မီးလောင်ပျက်စီးသွားပါတယ်။နောက်ပြီးတော့ရသေးတောင်မြို့နယ်တဲကထွန်းရီဝါရွာကိုတော့ဒီနေ့မနက်၁၀နာရီလောက်မှာလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရက်သား၃၃ယောက်သေပြီးတော့အယောက်20နီးပါးထိမှန်ထန်ရန်ရရှိခဲ့ပါတယ်။မနေ့ကဆိုလို့ရှိရင်လည်းဒီစကိုင်းတိုင်းတပည့်ရင်မြို့နယ်တဲကအိုးထိန်တွင်နောက်ပြီးတော့ဒီချောင်းဦးမြို့နယ်ထဲမှာဆိုလို့ရှိရင်လည်းမန်ချူရွာနဲ့အင်းတော်မြို့နယ် ော်လူးမှာရှိတဲ့ဟဲနုရွာတို့ကိုလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာတွေလုပ်ခဲ့ပါတယ်။ ။အိုထင်းတွင်းရွာတဲ့ကအလဲတန်းကြောင်ဘုံကျဲခံရမှုတွေမှာတော့အចောင်းသူចောင်းသားနဲ့ဒီဆီယာမအလုံးပေါင်း22ယောက်သေဆုံးခဲ့ပါတယ်။မှန်ချိုရွာလီကြောင်ဘုံကျဲတက်ခတ်ခံရမှုတွေမှာတော့အမျိုးသမီး2ယောက်သေဆုံးခဲ့ပြီးတော့10ယောက်လောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။အိုထင်းတွင်းရွာကိုဒီနေ့မှလည်းစစ်ကောင်စီတပ်ကလီကြောင်ကနေဘုံကျဲတက်ခိုက်တာတွေထပ်ပြီးတော့လုပ်နေပါတယ်။မော်လူးမြို့မှာရှိတဲ့ဟန်နုရွာမှာလည်းဒီစာတင်ကြောင်းနဲ့လူနေအိမ်တွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့လို့ပြည်သူ၂ယောက်သေ ဆုံးပြီးတော့9ရောက်လောက်ကတော့ဒဏ်ရာရရှိခဲ့တယ်လို့ Indo Revolution IR အဖွဲ့ကထုတ်ပြန်ထားပါတယ်။သခိုင်းတိုင်းအပြင်ရှမ်းမြောက်ဒေသတွေကတန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ကထိန်းချုပ်ထားတဲ့ဒီမြို့ရွာတွေကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပါတယ်။ TNL ထိန်းချုပ်ထားတဲ့မိုင်းငော့မြို့တွေကဒီတာလုံရက်ွက်မှာရှိတဲ့စာတင်ကျောင်းကိုလည်းစစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းငေါမြို့လေးချောင်းတိုက်ခိုက်ခံရမှုတွေမှာတော့အရက်သားထိမှန်သိဆုံးတာမျိုးမရှိပေမဲ့မန်တုံမြို့ကဒီအောင်ချမ်းသာရက်ွက်ထဲလေးချောင်းဘုံကျဲတိုက်ခိုက်ခံရမှုမှာတော့ဒီသခန်တယောက်သေပြီးတော့6ယောက်လောက်ကတော့ထိမှန်ဒဏ်ရာရခဲ့ပါတယ်။မနေ့ကည10နာရီခွဲလောက်မှာအောင်ချမ်းသာရက်ွက်ကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေမှာတော့အိမ်10လုံးကျော်ထိမှန်ပျက်စီးခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီဘဲရင်မြို့နယ်အိုးထိန်တွင်းရွာဒီစာတင်ချောင်းလေးချောင်းဘုံကျဲတိုက်ခိုက်ခံရမှု းကိုသူတို့ကကျူးလွန်တာမျိုးမရှိဘူးဆိုပြီးတော့စစ်ကောင်စီကပြောင်ပြောင်တင်းတင်းလိမ့်လေပြီးတော့ထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်ထဲကဒီအခြေစိုက်တဲ့အမှတ်698ချင်းမြန်တက်ရင်ဌာနချုပ်ကိုပြန်လည်ထိန်းချုပ်ထားလိုက်ပြီးဆိုပြီးတော့စစ်ကောင်စီကမနေ့ကထုတ်ပြန်လာပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ခမရ698တက်ရင်ဌာနချုပ်ကိုစစ်ကောင်စီကမေလ17ရက်နေ့မနက်ပိုင်းမှာ ပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့မနေ့က ဲဒီစစ်တပ်လက်အောက်ခံဝါရဖြန့်သတင်းစာတွေမှာဖော်ပြလာပါတယ်။တော်လိုင်းရေးတပ်ဖွဲ့ဘက်က6ရက်သေဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။အမှတ်698ချင်းမြန်တပ်ရင်းဌာနချုပ်ကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ပြန်လည်တိုက်ခိုက်ရယူထားတယ်လို့လည်းဒေသအခြေစိုက်တော်လိုင်းရေးတပ်ဖွဲ့တွေကအတည်ပြုပြောပါတယ်။ရွှေကျင်မြို့နယ်ဒီဇလုံကြီးရွာမှာအခြေစိုက်တဲ့ခမာယ698တပ်ရင်းဌာနချုပ်ကိုတော်လိုင်းရေးအင်အားစုပူးပေါင်းအဖွဲ့တွေကမေလ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ တယ်ဒါပေမဲ့အဲ့ဒီတက်ရင်းကိုပဲဒီစစ်ကောင်စီဘက်ကအင်အား900ကျော်နဲ့စစ်ကြောင်းထိုးလာပြီးတဲ့နောက်စခန်းကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်တော်လိုင်းပြူပေါင်းအဖွဲ့တွေကခမရ998တက်ရင်းဌာနချုပ်သိမ်းတိုက်ပွဲထဲမှာဆိုရင်စစ်ကောင်စီတပ်သားတွေရဲ့အလောင်း30လောက်တွေ့ခဲ့ပြီးတော့ဒီစစ်တုံးမှန်း6ယောက်နဲ့မိသားစုဝင်9ယောက်ကိုလည်းဖမ်းဆီးထိန်းသိမ်းရမိခဲ့ပါတယ် ခုတော့ကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုဆက်ပြီးပြောပြမှာပါ။အာကဘာသတင်းကိုဒီယင်းဤမြုံနံမှုလုပ်ငန်းတွေကိုဝါသနာပါတဲ့သူတွေစိတ်ဝင်စားတဲ့သတင်းတစ်ပုဒ်နဲ့ပဲစပါရစေ။အမေရိကန်နဲ့တရုတ်တို့ဒီကုန်သွယ်ခွင့်တိုးမြင့်တာတွေကိုရက်60ဆိုင်းငံ့လိုက်ပြီးတဲ့နောက်မှာတော့ကဘာ stock share ဈေးကွက်ဟာဆိုရင်တင်းနလာနေကထိုးတက်သွားခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲထဲမှာဆိုရင်နှစ်နိုင်ငံကုန်သွယ်ရေးကဒေါ်လာဘီလီယံ600ပိုကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ယာယီသဘောတူညီချက်အရအမေရိ ริกันက 145ရာခိုင်နှုန်းကုန်သွယ်ခွင့်တိုးမြင့်ထားတာကို30ရာခိုင်နှုန်းအထိပဲတိုးသွားဖို့သဘောတူထားပါတယ်။တရုတ်ဘက်ကကုန်သွယ်ခွင့်တွေကို125ရာခိုင်နှုန်းတိုးမြင့်သတ်မှတ်ထားတာကိုဒီ10ရာခိုင်နှုန်းပဲတိုးမြင့်မယ်လို့သဘောတူထားလိုက်ပါတယ်။ဒါပေမဲ့အခုလိုမျိုးအခွန် short ချမှုဟာရပ်ပေါင်း90ပဲအကျုံးဝင်မှာဖြစ်ပြီးတော့အဲ့ဒီကာလကြော်သွားရင်ဘာတွေဆက်ပြီးဖြစ်မယ်ဆိုတော့ကိုတော့မသိရသေးပါဘူး stock share ဈေးတွေထိုးတက်သွားတာနဲ့ဒီတစ်ဖက်မှာဆိုလို့ရှိရင်လည်းကမ္ဘာရွှေဈေးကထိုး ကျသွားပါတယ်ဒီတစ်ပတ်ဈေးအဖွဲ့မှာဆိုရင်အရင်တစ်ပတ်ကထက် ရွှေဈေးဟာ2.8ရာခိုင်နှုန်းအထိကျဆင်းသွားတာဖြစ်ပါတယ်ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ပိုလန်နိုင်ငံနဲ့နိုင်ငံသားတွေဘာကြောင့်စစ်ပြင်းနေကြတာလဲဆိုတာကိုပြောပြပါမယ်။ဒီရုရှားကယူကရိန်းကို အင်ပြစ်အပြစ်နဲ့ဝင်တိုက်ပြီးတဲ့နောက်မှာရုရှားရဲ့နောက်ထပ်ကျူးကျော်မဲ့နိုင်ငံဟာ ပိုလန်ဖြစ်မယ်ဆိုပြီးတော့ပိုလန်နိုင်ငံကတွက်ဆထားကြပါတယ်။အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်တက်လာပြီးနောက်အမေရိကန်ကဥရောပလုံခြုံရေးကိုတာဝန်မယူလို့တော့ဘူးလို့ပြောလာတဲ့နောက်မှာတော့ဒီကိစ္စကိုပိုပြီးတော့အာယုံဆိုင်လာကြတာပါ။ကာကွယ်ရေးဘတ်ဂျက်တွေတိုးမြင့်လိုက်ပြီးအမြဲတမ်းစစ်အင်အားကို9သိန်းအထိတိုးမြင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အသက်ပြည့်တဲ့နိုင်ငံသားယောက်ျားလေးတိုင်းကိုလည်းဒီအရန်စစ်အင်အားအဖြစ်ထည့်သွင်းလိုက်ပြီးတဲ့နောက်မှာစစ်တင်နှံယူခိုင်းထားပါတယ်။တစ်ဖက်မှာဆိုရင်လည်းမဟာမိတ်ဥရောပနိုင်ငံတွေကိုအမေရိကန်ကိုအားမကိုပဲနဲ့ကိုယ့်ဘာသာကို ပြင်ဆင်ကြဖို့နဲ့နောက်ပြီးတော့စစ်အသုံးစရိတ်ကိုတိုးမြင့်သုံးဆွဲဖို့တိုက်တွန်းထားပါတယ်။ဒေသတွင်းကသတင်းတပုတ်ကိုဆက်ရမယ်ဆိုရင်တော့ဒီကရင်ပြည်ကော့ဂရိတ်ခရိုင်တွေကတိုက်ပွဲတွေကြောင့်ထိုင်းနယ်စပ်မှာထိုင်းကစစ်အင်အားတိုးချဲ့ချထားလိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော် ်ပြပါရယ်လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့နေရာဟာထိုင်းနယ်စပ်ကနေ9ကီလိုမီတာလောက်ဝေးပေမဲ့မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေတိုးပြီးတော့လုပ်နေတာကြောင့်အခုလိုမျိုးအင်အားတိုးချဲ့လိုက်တာဖြစ်တယ်လို့ခောက်ဆွတ်သတင်းမှာဖော်ပြထားပါရယ် ထိုင်းစစ်တပ်ကဒီ Ranger တပ်ဖွဲ့တွေကိုတပ်ခရိုင်မဲဆောက်မြို့နယ်ထဲကဘမ်းမဲတန်ဆိုတဲ့ရွာမှာတူးချက်ချထားလိုက်တာဖြစ်ပါတယ်။တိုက်ပွဲတွေကဝေးတယ်ဆိုပေမဲ့ဒီဘုံတန်တွေလက်နက်ကြီးတန်တွေကိုထိုင်းနယ်စပ်ကအထီးကြားနေရတယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ Cancer ယောဂသည်တွေအတွက်တော့သတင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Cancer ယောဂသည်တွေအတွက်အလားလာကောင်းဖို့ဒီဖန်တီးပေးမဲ့ Cancer ဆေးအသစ်တစ်မျိုးကိုဥရောပမှာအင်္ဂလန်နိုင်ငံကစတင်ပြီးတော့အသုံးပြု ြူလိုက်ပါတယ်ဒီဆေးဟာတခြားဆေးတွေလို drip pipe နဲ့မသွင်းရပဲဆေးထိုးချိန်3မိနစ်ကနေ5မိနစ်အထိပဲကြာတယ်လို့ဆိုပါတယ်ဒီလိုမျိုးဆေးပေးမှုမြန်ဆန်တာကြောင့်လူပေါင်း15000လောက်ကိုကုသနိုင်လိမ့်မယ်လို့အင်္ဂလန်အမျိုးသားကျန်းမာရေးဌာနကခန့်မှန်းထားပါတယ်ဓာတုဗေဒနာမည်ဖြစ်တဲ့ဒီ Nivolumab အဲကုမ္ပဏီထုတ်ဆင်းနာမည်ကတော့ဒီ off ဒီဗိုဆိုတဲ့ဆေးဟာကိုခန့်အားဆိုင်ရာကုသမှုအတွက်ဆေးအစ်စ်တစ်မျိုးဖြစ်ပါတယ်ဒီဆေးကို အဆုပ်ဥလန်းချောင်းကြောက်ကအာစီအိမ်ပြီးလို့ရှိရင်ဒီအစာအမျိုးရက်ပြွန်ပြီးတော့အရေပြားနဲ့ ခေါင်းနောက်ပြီးလယ်ဘေးမှာဖြစ်တဲ့ကင်ဆာတွေအပါအဝင်ကင်ဆာယောဂါ15မျိုးကိုကုသနိုင်မယ်လို့ဆိုထားပါတယ်။ကိုခံစွမ်းအားကိုအခြေခံမဟုတ်တဲ့အရင်ကဒီအာခီမိုသီရပီပေါ့နော်ခီမိုကင်ဆာဆေးတွေကကင်ဆာဆဲနဲ့ခန္ဓာကိုယ်ကကျန်းမာတန်ဆွမ်းတဲ့ဆဲတွေကိုခွဲခြားတာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီကင်ဆာဆေးတွေဟာဆိုရင်ဆေးကုသတဲ့ဒီကင်ဆာယောဂါသည်တွေကိုသေစေတဲ့အပြင်အာအင်ချိနေတာအပါအဝင်ဘေးထက်ဆိုးကျိုးအများပြားကိုကြုံ ံစေခဲ့ရပါတယ်အခုဒီဆေးအသစ်ကတော့တခြားကုခန့်စွမ်းအားကုသမှုဒီ immunotherapy ဆေးတွေလိုပဲဖြစ်ပါတယ် cancer ဆေးတွေကနေကုခန့်အားစနစ်ကိုပိတ်ပင်တားဆီးစေတဲ့ဖြစ်ရပ်တွေကိုကျော်လွှားပြီးတော့ဒီကုခန့်စွမ်းအားက cancer ဆေးတွေကို တိုက်ဖြတ်နိုင်ဖို့အတွက်အကူအညီပေးမှာဖြစ်ပါတယ် သတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ကျမတို့ရဲ့အစီအစဉ်ကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။